အင်္ဂလန်အသင်းမှာအထူးတွဲဖက်ကစားလို့မရနိုင်တဲ့ကစားသမား၃ဦးကိုပြောပြလာတဲ့သူချိန်အင်္ဂလန်လယ်ယူစင်အသင်းရဲ့နေပြသောမတ်သူချိန်ဟာနာမည်ကြီးကစားသမားရီကိုတောင်သူ့ရဲ့အသင်းလူစင်ကနေချက်လက်ဖို့ဝင်မလီချောင်းပြောဆိုခဲ့ပြီးတဲ့နောက်အခုတစ်ချိန်မှာတော့နာမည်ကြီးကစားသမား၃ဦးကိုအထူးတွဲဖက်အသုံးပြုလို့မရနိုင်ကြောင်းပြောဆိုလာခဲ့ပါတယ်။အဲဒီကစားသမား၃ဦးကတော့ Harry Kane, Jude Bellingham နဲ့ Phil Foden တို့ဖြစ်ကြပြီးတော့ သူချေအောင်သူတို့သုံးစလုံးကအသင်းတစ်သင်းထဲမှာအတူကစားနိုင်မှာမဟုတ်ဘူးလို့ပြောဆိုလာခဲ့တာဖြစ်ပါတယ်။အင်္ဂလန်အသင်းကလာမယ့်နှစ်ကမ္ဘာဖလားပြိုင်ပွဲအတွက် ဝင်ခွင့်ရရှိထားပြီးဖြစ်ပြီးတော့ဂျန်တရီနေမှာဆာဗီးယားကိုအင်ရှင်အဖြစ်လက်ခံကစားပြီးတနင်္ဂနွေနေ့မှာအယ်ဘေးနီးယားကိုအဝေးခွင့်သွားရောက်ကစားပြီးတော့ချစ်စစ်ပွဲစဉ်တွေကိုအဆုံးသတ်သွားမှာဖြစ်ပါတယ်။အဲဒီပွဲစဉ်တွေအတွက်ဒူချေဟာဖိုရန်နဲ့ဘယ်လင်ဂန်တို့ကိုလူစင်းမှာပြန်လည်ရွေးချယ်လာခဲ့ပါတယ်။ဖိုရန်ကမန်ချက်လာနာအမိုင်းတွေကအင်္ဂလန်အသင်းလူစင်းမှာရွေးချယ်ခြင်းမခံခဲ့ရတာဖြစ်ပြီးတော့ဘယ်လင်ဂန်ကလည်းဒါပခုံးခွဲစိတ်မှုကြောင့် Real Madrid ရဲ့ရာသီအဆောက်အအုံစဉ်တွေကိုလွှဲချော်ခဲ့ ပြီးစွန်လနောင်ပိုင်းကလေးကအင်္ဂလန်အထွက်ကစားပေးထားခြင်းမရှိသေးပါဘူး။အင်္ဂလန်အသင်းဟာသူချေရဲ့လက်အောက်မှာအရင်အကောင်းကြီးမဟုတ်တဲ့ပုံစံနဲ့စတင်ခဲ့ပေမဲ့စတင်ပါလာမှာဆာဗီယာကိုငါးဂိုးပြည့်နဲ့အနိုင်ယူပြီးတော့ခြေစွမ်းတွေတိုးတက်လာခဲ့ပါတယ်။ဒီပွဲမှာ Morgan Rogers လိုနီမာဒူကီနဲ့အန်တိုနီဂေါ်ဒနိုက၄နှစ်၃တိကစားကွက်မှာကိန်းရဲ့အနောက်ကနေကစားခဲ့ကြတာရယ်ဇေဒရီနီရလုပ်ခဲ့တဲ့တင်ဆောင်ရှလင်းပွဲမှာတော့ဒူချေက လူစင်းမှာအခုမှပြန်ပါလာတဲ့ Foreign နဲ့ Bellingham တို့ကိုတိုင်းစစ်မှာ Hurricane နဲ့အတူတွဲဖက်ကစားခိုင်းလို့မရကြောင်းပြောဆိုခဲ့ပြီးတော့သူကစားကွက်နဲ့မကိုက်ရင်ဘလောက်ပဲနာမည်ကြီးတဲ့ကစားသမားဖြစ်ပါစေလူစင်းကနေပြီးတော့ထုတ်ပယ်ဖို့တုံဆိုင်နေမှာမဟုတ်ကြောင်းလည်းပြောဆိုခဲ့ပါတယ်ဒီအချိန်မှာကျွန်တော်တို့ရဲ့တိဆောက်ပုံကိုဆက်ပြီးတော့ထိန်းထားမယ်ဆိုရင်တို့တော့ဟာအတူတူကစားနိုင်မှာမဟုတ်ပါဘူးအတူတွဲဖက်ကစားလို့တော့ရနိုင်ပေမဲ့ကျွန်တော်တို့တိဆောက်ထားတဲ့ပုံစံတွေမှာဟန်ချက်ညီမှုတွေတဲတော့မဖြစ်နိုင်ဘူးကျွန် တို့တိဆောက်ထားတဲ့ပုံစံကသက်ဆိုင်ရာနေရာတွေမှာအထူးကျွမ်းကျင်ကြတဲ့တာဝန်ကစားသမားတွေနဲ့ဖွဲ့စည်းထားတာပါဒီအချိန်မှာကျွန်တော်တို့ကနံပါတ်6နံပါတ်8နံပါတ်30နဲ့နံပါတ်9နဲ့ကစားနေတာဆိုပြီးတော့ဒူချင်ရဆိုပါတယ် gain felingan နဲ့ foran တို့ကရှီရို2024ပြိုင်ပွဲမှာအင်္ဂလန်ရဲ့ခုနှစ်ပွဲစလုံးမှာပွဲချက်လူစင်းနေရာကနေပါဝင်ခဲ့ကြတာဖြစ်ပြီးတော့ဘောလူပွဲတက်ခဲ့ကြပေမဲ့စပိန်ကိုနှစ်ဂိုးတစ်ဂိုးနဲ့ရှုံးနေခဲ့ပါတယ် ဖိုရန်ကဂိုးသွင်းတာကောဂိုးဖန်တီးတာကောတကြိမ်မှမလုပ်နိုင်ခဲ့တာကြောင့်ဝေဖန်မှုများစွာခံခဲ့ရပေမဲ့ကိန်းရတော့၃ဂိုးသွင်းခဲ့ပြီးတော့ဘယ်လင်ဂန်က၂ဂိုးနဲ့တဂိုးဖန်တီးမှုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လေဒူချေကသူ့အသင်းမှာနံပါတ်10နေရာနဲ့ပတ်သက်လို့ရွေးချယ်စရာကစားသမားတွေအများကြီးရှိနေတဲ့အကြောင်းကိုပြောဆိုသွားခဲ့ပါတယ်။အထူးသဖြင့်နံပါတ်10နေရာမှာ ရွေးချယ်စရာတွေကအများကြီးရှိနေပါတယ်။ ဖီလ်ကအဲ့ဒီနေရာမှာကစားနိုင်တယ်လို့ထွေးမိတယ်ဆိုရင်သူကလည်းအဲ့ဒီနေရာမှာကစားနိုင်တာကိုတွေးရပါမယ်။ Morgan Rogers ကလည်းဒီနေရာမှာကျွန်တော်တို့အတွက်အကောင်းဆုံးကစားထားခဲ့ပါတယ်။ Khorupa မှာ Morgan Gibbs Wright တို့လည်းချက်နေပါသေးတယ်။အဲ့ဒီအတွက်သူတို့အားလုံးကိုကျွန်တော်ရွေးချယ်လို့မရတဲ့အနေအထားဖြစ်နေပါတယ်။ဒါကသူတို့ကိုမကြိုက်လို့မဟုတ်ပါဘူး။တဦးချင်းနေနဲ့မထိုက်တန်လို့မဟုတ်ပါဘူး။ဒါပေမဲ့သူတို့ဟာအတင်းအထွက်အကောင်းဆုံးဖြစ်ကြဖို့ပဲအမြဲတမ်းလှုံ့ဆော်သွားမှာပါ။အနိုင်ရဖို့အတွက်အကောင်းဆုံး ဆုံးဖြစ်ကြအောင်အမြဲလုံးမယ်။ဟန်ချက်ညီဖို့အတွက်အကောင်းဆုံးဖြစ်ကြအောင်အမြဲလုံးသွားမှာပါ။ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရမယ်ဆိုရင်တော့ရှင်းလင်းပြသမှုကိုဆက်လက်ထိန်းသိမ်းထားနိုင်အောင်လုပ်သွားမှာပါဆိုပြီးတော့ပြောဆိုခဲ့ပါတယ်။ သူချေရဟခုနပြောပြတဲ့ကစားသမား၅ဦးစလုံးကိုသူအတင်းလူစင်းရွေးချယ်တဲ့အခါပါဝင်လာဖို့မဖြစ်နိုင်ဘူးလို့ပြောဆိုခဲ့ပေမဲ့ဖိုရန်ရဲ့ဘန်းဆောင်ကစားနိုင်မှုကတော့သူအတွက်အားသာချက်ဖြစ်လာနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။ထူးခြားတဲ့ကစားသမားတဦးကနေရာနဲ့နေရာလုံးမှာကစားနိုင်ပါတယ်။ဖိုရန်ဆိုရင်နံပါတ်9နေရာမှာကစားနိုင်တယ်။နံပါတ်10နေရာမှာကစားနိုင်တယ်လို့ကျွန်တော်ထင်တယ်။ဒါကသူ့ကိုနေရာနှစ်ခုလုံးအတွက်ရှင်ပြိုင်ဖို့အားသာချက်ဖြစ်စေတယ်။မန်စီးတီးအတွက်သူကနံပါတ်10ဒါမှမဟုတ်10လိုမျိုးကစားနေရ ဆိုတော့လာမဲလာရဲ့အတွင်းမှာကျွန်တော်တို့သူ့ကိုနံပါတ်၈အဖြစ်ကိုထည့်သွင်းပြီးတော့စဉ်းစားလာနိုင်ပါတယ်။ဒါပေမဲ့ထပ်ပြီးတော့ဒါပြောပါမယ်။ပြိုင်ပွဲတစ်ခုအတွက်နံပါတ်၁၀နေရာ ကစားသမား၅ဦးကိုခေါ်သွားဖို့ဆိုတာအလွန်နဲ့ရှာကန်နှုံးမရှိရလို့ကျွန်တော်မြင်ပါတယ်။ဒီလိုလို့တာက ဘယ်လိုမျိုးမှအထောက်အကူမဖြစ်ဘူးလို့ထင်ပါတယ်ဆိုပြီးတော့ဒူချေကပြောဆိုသွားတာလည်းဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်